ပေါ်ခွင့်ပေးပါတယ်ဘလူးပဲဖြစ်ပျော်တာပေါ့အဲ့လိုခေါ်တာဘယ်အရန်ဝမ်းသာပါတယ်လို့ဘလူးပဲဖြစ်နေဖြစ်နေအခုကိုသားလေးကိုပြောတာကိုကပူပြီးတော့ကိုငွေးလိုက်တဲ့သားသမီးကိုဒီလိုမျိုးချစ်ပေးတယ်ပြောပြီးတဲ့အတွက်အရန်ပီတီလည်းဖြစ်တယ်ဂုံလည်းယူပါတယ်ကောင်မလေးတွေတော့ခေါ်တာပေါ့လေကိုကတော့မင်းသားဖြစ်စေချင်တယ်ဆိုတော့ဟိုတန်းလေးကတော့တင်လိုက်တာပေါ့ဒါပေမဲ့ကိုရဲ့ပါဝါကိုရဲ့စမ်းလေးကဖြစ်ဖို့ဆိုတာငွေကြီးပုံပါအဓိကမူတည်တယ်လေဘာလို့ဆိုတော့ဒီတိုင်းအခုခက်ကလည်းဒီကောင်ကြိုက်လို့ဒါလေးမင်းတုတ်ပြီးပါဆိုရဲ့ ဒီ producer ဆိုတာနည်းနည်းရှားသွားပြီအခုအချိန်ကအရင်တော့ဆိုတော့တယောက်တည်းယုံကန်ရတာပေါ့လေတယောက်ခိုင်းယုံကန်ရတယ်ဆိုတော့လူချမ်းဘဝလည်းတည်တဲ့အတိုင်းပဲတယောက်တည်းလှုပ်စာဆိုတာအင်းအမေသာသူဝလူဖို့ဆိုတာလူတိုင်းလူတိုင်းဒီဟိုတည်းမှာမီဒီယာတွေတိုင်းမှာအကုန်လုံးသိကြပါတယ်အဲ့တော့ပခုံးထားတဲ့အချိန်ကတော့တော်တော်ပင်မပါတယ်အခုသားသမီးတွေကြီးလာတဲ့အချိန်မှာတော့သားသမီးတွေကသူကသူတို့အလောက်ကင်လေးတွေလုံနေကြတယ်ဒါဆိုလည်းသပင်ညှက်ဆိုင်ဟို အငယ်ကောင်ဆိုလဲတလိဆန်ကူဆရာဝင်နဲ့တွဲပြီးတော့အလုပ်လုပ်နေတယ်အမျိုးသမီးဆိုလဲသူတိုက်ကန်ထရိုက်မှာဒီဟိုပါပေါ့ကျွန်တော်တို့အလုပ်သမားချိချက်ကြီးရာဒူးလေးနဲ့သူအလုပ်လုပ်နေတယ်သူတို့သုံးယောက်ကလှုပ်စာလေးရှိနေတဲ့အတွက်ကိုကနည်းနည်းတော့တက်တာတာပေါ့လေကိုရတဲ့ပတ်စံတော့အပူပေါ့နော်ဒါပေမဲ့ဒီသားတွေအမျိုးသမီးတွေလှုပ်တဲ့ဥစ္စာတော့ဘယ်လိုဆိုလဲနေတာပဲလေအိမ်လာကလည်းဝင်လိုက်စားစိတ်တွေဝင်လိုက်နဲ့ဒါပြည့်ပြည့်စုံနေတာတော့မရှိဘူးပေါ့ ဒါရတဲ့လကဆိုတဲ့ပုံမှန်ကလည်းဟို10သိန်း15သိန်းသိန်း20လည်းမဟုတ်ဘူးလေအဲ့ဒါနသိန်းသုံးသိန်းဆိုတဲ့အဲ့ဒီဥစ္စာမျိုးလောက်နဲ့ပဲတင့်တိမ်နေရတာ။ဇလန်းတွဲဆိုရင်အရင်ကဆိုလို့ရှိရင်ဇလန်းတွဲတစ်လနှစ်လအဲ့ဒါ10သိန်း15သိန်းအဲ့ဒီလိုမျိုးရခဲ့ဘူးတာတော့ရှိတာပေါ့။နောက်ပိုင်းကျတော့မရတော့ဘူးလေ။နောက်ပိုင်းကျတော့အခုခေလူငယ်လေးတွေလည်းတက်လာကြပြီ။ရုပ်ဆောင်တစ်တီတက်လာပြီ။ရုပ်ဆောင်လူကျန်းအစ်စ်လေးတွေတက်လာပြီဆိုတော့ကိုတို့ကအသက်ကိုဘယ်လိုခေါ်မလဲအသက်ကြီးသွားတဲ့အပိုင်းဆိုတော့ သူတို့နေရာပေးရတာကြီးလည်းအများကြီးရှိရဲနောက်ပြီးတော့ producer ဆိုတဲ့ director မှန်သမျှကလည်းဘယ်လိုပဲဖြစ်ဖြစ်နောက်တက်တဲ့လူငယ်တွေက brand ဖြစ်တဲ့အတွက်သူတို့ကိုများသောအားဖြင့်ခေါ်သုံးကြတာများတယ်။အဲ့ခုဒါဖေဖေလို့ခေါ်နေကြပြီပေါ့။ကောင်မလေးတွေတော့ခေါ်တာပေါ့လေ။ကိုကတော့မင်းသားဖြစ်စေခြင်းနဲ့ဆိုတော့ဟိုတန်းလေးကတော့တင်လိုက်တာပေါ့။ဒါပေမဲ့ကိုယ့်ရဲ့ power ကိုယ့်ရဲ့စမ်းလေးကဖြစ်ဖို့ဆိုတာငွေကြေးပေါ်မှာအဓိကမူတည်တယ်လေ။ဘာလို့ဒီတိုင်းအခုခက်ကလည်းဒီကောင်ကြိုက်လို့ဒါလေးမင်းလုပ်ပြီးပါဆိုရက်ဒီ producer ဆိုတာနည်းနည်းရှားသွားပြီ ဗီဒီယိုခက်ကတော့ပေါ်တယ်ဗီဒီယိုဖက်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါမင်းရုပ်လာတယ်မင်းဒီကောင်တင်ပေးလိုက်အဲကုမ္ပဏီတစ်ခုကဒီကောင်ကမင်းသားဖြစ်အောင်ရောက်မယ်ကား10ကားရိုက်မယ်ကား20ရိုက်မယ်ဆိုတော့စာချုပ်တဲ့ခက်လေအဲ့ကမင်းသားဖြစ်တယ်လေအခုခက်ကတော့မလွယ်ဘူးဘယ်သူမှလည်းချုပ်မှာလည်းမဟုတ်ဘူးကိုကကိုကိုအားကျူးမှန်တဲ့လေးနဲ့ပဲကိုပတ်စံလေးနဲ့အမောင်းနဲ့ပဲဟိုအူနာရိုက်ဒီနာရိုက်ရိုက်ရင်းနဲ့ပိတ်တက်တိအောင်လုံနိုင်မှာပဲရမယ်လေကိုအဖေကရုပ်ရှင်လုပ်ငန်းမှာလုံနေတဲ့ဥစ္စာသူတို့ကငွေကြီးမပြေလည်ဘူးဆိုတာတိတယ် ဒါကြောင့်မို့လို့လူကျန်းတိုးဆောင်လုံမလားဆိုဒီကောင်းလေးခေါင်းခါတာများတယ်လေသူတို့လှုပ်ချင်တာတော့မင်းသားမင်းသားလှုပ်ဖို့ဆိုတာလည်းရေးပေါ့နောက်ကပန့်ပိုးနိုင်မှလည်းအဆင်ပြေတာလေကိုမပန့်ပိုးနိုင်ပဲနဲ့ကိုသားကိုဒီတိုင်းတော့အဝတ်တရေကိုတခုနဲ့ဒီတိုင်းဘက်စကားနဲ့လှုပ်လို့မရတဲ့ခင်လေမင်းသားဆိုတာအဲ့လိုမှမရပဲနဲ့ဥจิตသားလို့လူကျန်းနေတာအထုတ်ကြီးပိုက်ပြီးတော့လိုင်းကားကိုဒိုးစီးလို့ရတာလေအဲ့ဒါတော့ကြွာသေးတာပေါ့မင်းသားဖိမက်ကောင်ကဥจิตသားလို့နဲ့တတန်းနဲ့ထားလို့မှမရပဲနဲ့ဒါကုသကံဂျိုးပေးပါပဲ ဟိုတောင်းမင်းသားဖြစ်စေခြင်းလို့လေဟိုပေးတရဲ့ပါရမီသူပါရမီရဲ့စမ်းပါမှာလေမင်းသားဖြစ်တာလေဟောကိုကဘလောက်ပဲတချို့ဆိုရပတ်စံနေမြောင်များစွာချမ်းသာရင်လေသူမင်းသားဖြစ်အောင်လုပ်ပြီးနေမင်းသားမဖြစ်တဲ့မင်းသားကြီးအများကြီးဒါဥစ္စာတို့လက်တွေ့တွေ့ခဲ့တာလေတချို့ကြတော့လေအောက်ကနေဆက်ဖွဲ့ဘာနေပြီးတော့မှန်တို့မီတို့ကနေပြီးတော့မင်းသားဖြစ်ခဲ့တာကြီးလေရှိတယ်အဲလူတိုင်းကိုတော့မပြောဘူးလေကိုသားကလေငါဒါရိုက်ကြီးဖြစ်နိုင်မယ်လို့ကျွန်တော်အာမမခံဘူး ောက်တော့သူ့မှာပါရမီသူ့ကံသူ့ရဲ့အကျိုးတရားကပေးတယ်ပေးတဲ့ကလည်းဒီကလေးကိုအာအယံမင်းသားဖြစ်ပါတယ်ဆိုတော့တတ်မှတ်ချက်ဖြစ်ရင်သူမင်းသားဖြစ်ပြီပေါ့ပြောလို့မရပတ်စံချမ်းသာလိုက်တယ်ပေါ့အဲ့ဒါတော့ကွာဟုတ်ပါတယ်ဗျာဟုတ်ပါတယ်စမ်းနေအခုဘာလဲပြောပြောမင်းဘယ်လိုပဲဖြစ်ဖြစ်ဖေနဲ့တွေ့ရတဲ့အတွက်မင်းကိုဟိုပရိသတ်လေးတွေရရှိလာပြီအဲ့တော့မင်းရဲ့ခန္ဓာကိုယ်မင်းရဲ့ပုံစံအတောက်စားမူရခြင်းအတ္တိတရားတွေပြရတာပေါ့သာသမီဆိုတာ လမ်းကြောင်းကိုမှားသွားမှလည်းစိုးတယ်လေတားငယ်လေးကပိုစိတ်ဝင်စားတယ်နည်းနည်းသူကဟိုပုံစံအနေနဲ့ခင်တူတူပူပူဝဝဆိုတော့တားငယ်လေးကလှုပ်တော့လှုပ်ချင်တယ်ဒါမှမဟုတ်သူကအခုတလေးဆန်ကူတယ်ဆရာဝန်နဲ့သူတွဲလှုပ်နေတာပေါ့အပေးရင်တော့ကိုဒီနုပညာလုပ်ငန်းတစ်ခုလို့ကိုနိနစ်ကကဝင်တော့အကုန်လုံးကိုသူတို့လေလာခိုင်းမယ်တေချာတင်ပေးမယ်ဒါမျိုး fighting ဘာညာပေါ့ကို fighting ဆိုတာလည်းဘယ်လိုပဲဖြစ်နေဖြစ်နေကိုတငယ်ချင်းတွေလူချမ်းတွေကအများကြီးတင်ပေးမဲ့ကောင်တွေရှိတယ်တကယ်ချင်းကလာလှုပ်ပေးပါဆိုလှုပ်ပေးမဲ့လူတွေရှိတယ် ါပေမဲ့ကိုကအဲ့ဒီစမ်းကိုမလုံနိုင်သေးတဲ့အတွက်ဒီပတ်စံရှာနေရတဲ့အလုပ်ကအရင်ဥခိုက်နေတာပေါ့လေဒါတွေရှာနေရသေးတာအရင်ပေါ့တော်တာရေစပိုင်ခေါ်တဲ့ပြိတ္တတွေကစိတ်ဆိုးလားမဆိုးလားခေါ်ခွင့်ပေးပါခေါ်ခွင့်ပေးပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပြောတာပေါ့အဲ့လိုခေါ်တာကိုပဲအရန်ဝမ်းသာပါတယ်လို့ဘယ်လိုပဲဖြစ်နေဖြစ်နေအခုကိုသားလေးကိုပြောတာကိုကပို့ပြီးတော့ကိုငွေးလိုက်တဲ့သားသမီးကိုဒီလိုမျိုးချစ်ပေးတယ်ပြောပေးတဲ့အတွက်အရန်ပီတီလည်းဖြစ်တယ်ဂုံလည်းယူပါတယ် ပေးစားကြီးကကျွန်တော်သားလေးလည်းဘယ်လိုပဲဖြစ်နေဖြစ်လေကျွန်တော်သားလေးရဲ့စပင်းညဆိုင်ဖွင့်ထားတဲ့အတွက်အဲ့ဒီစပင်းညဆိုင်လေးကိုလည်းအားပေးပေးပါတကယ်လို့များရုပ်ရှင်အမှုပညာလောကတွေကိုခြေချရင်လည်းအားပေးပေးပါဟုတ်ကဲ့ကျွန်တော်စူပေးရတာဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်တို့ကမဆန္ဒလင်းရဲ့ဝင်းနီအတူလေးပေါ့ကျွန်တော်တို့ကိုလူရောအဖွဲ့မှာသာသနာပေါင်ဝင်ရင်လည်းပုတ်ပုတ်လေးကိုခေါ်ပြီးတော့သာသနာပြုတဲ့ပွဲလေးပေါ့အဲ့ဒီ သူမွေးနေ့ကခွဲမဲ့အလှလေးမှာဒီကျွန်တော်တို့ကိုလူကျော်အဖွဲ့ကလူတွေကိုဒီတိမ်တက်ပြီးတော့ဟန်းခံပေးတဲ့ပွဲလေးပါအဲ့ဒီပွဲလေးကိုကျွန်တော်လာရောက်အားပေးတာပါခင်ဗျာကိုကမဝင့်နိုင်ပေမဲ့ကို့အဖွဲ့သားတွေဝစ်တဲ့အတွက်ကိုကိုလည်းမဝင့်နိုင်တဲ့အတွက်သူတို့ဝစ်တဲ့အတွက်ကုသိုလ်ဒါနလေးရမလားဆိုပြီးတော့လာပြီးတော့ကူညီပေးတာပါခင်ဗျာမဆန္ဒလင်းကကျွန်တော်တို့ကိုလူကျော်အဖွဲ့တွေအပေါ်မှာအဲ့ဒါလူတွေတန်းနေအတွက်ကိုလည်းဒီနေရာနေပြီးတော့ကျမ်းမာချမ်းသာပြီးတော့တာဓုခေါ်ပါတယ်ခင်ဗျာ ကျေးဇူးပါခင်ဗျာ